ဒီ page ကမွန်ရှင်အပိုင်းမှာ registered ဖြစ်သွားခဲ့တယ်မွန်ရှင်အနေအံဖြစ်ပြီးအဲဒါတက်သွားခဲ့တဲ့ဥစ္စာကျွန်တော်ရှင်မှာ service line အတက်ပေါ့နော်ကျွန်တော်ဘက်ကနေဒီ page ကို လိုအပ်တာမှန်သမျှအားလုံးလုပ်ပေးပြီးမှ pitch owner ကလည်း pitch မှာ post content ဘလို့တင်ရမယ် content moderation နဲ့ဝင်ွေရချင်တဲ့စရင် post content ကိုဘလို့တင်သွားရမယ်သူ့ရဲ့ partner moderation နဲ့ကန့်ညီအောင်ဘလို့လှုပ်ဆောင်သွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ပြောပြမှာဖြစ်နေတဲ့ error ကိုအားလုံးဖြေရှင်းပြီးသူလှုပ်ထားတဲ့အမားတွေအားလုံးဖြတ်ပြီးမှ setting နဲ့အားလုံးချိန်ပေးပြီးမှ Facebook team ကို request debut တင်ပေးလိုက်တယ် request debut တင်ပြီးရက်ပိုင်းအတွင်းမှာပဲဒီအနီအောင်အားလုံးပြောက်သွားခဲ့မှာ content monitoring set up ပေါ်လာခဲ့တယ် ယ် content marketing setup ပေါ်လာခဲ့တဲ့အတွက်ကြောင့်မို့ဒီ page owner တက်ခါတယ်ဒီ content marketing setup အပိုင်းမှာ service အပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဘက်ကနေ content marketing ရှောက်ပြလိုက်တဲ့အချိန်မှာ လျှောက်ပေးပြီး3ရက်အတွင်းမှာပဲ content moderation approval ဖြစ်ပြီးမှအခုစရင်ဝင်ငွေလေးတွေစပြီးမှရနေပါပြီခင်ဗျာယုံကြည်ပြီး subscribe အထူးကိုကျေးဇူးတင်ပါတယ်အကယ်လို့လူချင်းမင်းတို့လည်း Facebook Facebook page ကနေဝင်ငွေရှာရှင်နဲ့ကိုပိုင် video fan တီးဖို့မနိုင်ဘူးဆိုရင်ကျွန်တော်ရှင်မှာတင်နန်းတက်နိုင်ပါတယ်တင်နန်းထဲမှာဆိုရင် copy video copy တက်ပုံ copy စာသားတွေကို corporate looking အောင်ဘယ်လို edit လုပ်ပြီးမှ page မှာ account မှာတင်သွားရမယ်ဝင်ငွေရအောင်တင်သွားရမယ်ဆိုအားလုံးအသေးစိတ်ပါပါတယ် this video ဆိုရင်လည်း ဘယ်ရတော့ပြီးဒေါင်းလောဒ်ဆွဲရမယ်ဘလို့ဗီဒီယိုတွေဒေါင်းလောဒ်ဆွဲပြီးဘလို့ edit လုပ်ပြီးတင်သွားခင်ရင်လူတွေကဘလောက်ကြိုက်တယ်ဘလို့ sharing လုပ်ပြီးသွားတယ်ဆိုပြီးအားလုံးအသေးစိတ် guideline step by step ပေါ့နော် Facebook account ဖွင့်နိုင်တဲ့စပြီးမှ page ထောင်တဲ့အစ အစအဆုံးပါတယ်ပြီးလို့ရှိရင် content moderation မရသေးဘူးဆိုရင် content moderation အတွက် form ဘယ်လိုတင်ရတယ် content moderation အတွက်အလုပ်ဘယ်လိုလုပ်ဆောင်သွားရလဲဆိုပြီးအားလုံး A to Z step by step အားလုံးပါပါတယ်ကျွန်တော်တင်တဲ့ join ပြီးမှလုပ်ဆောင်နေပါတယ်တင်တဲ့ကြီးကြတော့ lifetime အတွက်ကမှ9000ကျပ်ပဲဖြစ်ပါတယ်ခင်ဗျာနော်